ရုရှားကိုပြစီအောင်လုပ်နေတဲ့ပူတင်ကိုချက်ချင်းနှုတ်ထဆာတင်ဖို့ရုရှားဗိုလ်ချုပ်ကြီးလီယိုနီတာကိုတိုင်ပြောလာပရိသတ်များမင်္ဂလာပါဗကန်ထိန်ထိန်မချန်တဲ့ကနေပြန်လည်ကြိုဆိုပါတယ်ရုရှားဗိုလ်ချုပ်ကြီးလီယိုနီတာကရုရှားဟာယူကရိန်းစစ်ပွဲကိုရှုံးနေနေပြီးဒီစစ်ပွဲကြောင့်ရုရှားနိုင်ငံတို့ပြိုလဲပြစီတဲ့အခါမှာဒီစစ်ပွဲကြောင့်ရုရှားနိုင်ငံတို့ပြိုလဲပြစီတဲ့အထိဖြစ်လာမယ်လို့ဘယ်သူမှမပြောဝဲတဲ့သတိပေးစကားကိုထုတ်ပြောလိုက်ပါတယ်ဗိုလ်ချုပ်လီယိုနီတာဟာအနောက်အုပ်စုလူလားသူမဟုတ်ဘဲရုရှားကိုချစ်တဲ့သူဖြစ်လို့ ူတင်ရရုရှားကိုမဟာပြွာကြတဲ့ရှုံးနေမှုစီတွန်းပို့နေပြီလို့သတိပေးနေတာပါ။ဒါပြင်သူ့ရဲ့သတိပေးချက်မှန်ကန်နေကြောင်းကိုရုရှားစစ်တပ်ရဲ့ထိတ်လန့်တကြားဖြစ်မှုတွေကိုကြည့်ပြီးသိနိုင်ပါတယ်။တကယ်တော့ပူတင်ရဲ့စီဦးစီးချုပ် Valery တကယ်တော့ပူတင်ရဲ့စီဦးစီးချုပ် Valery Galaxy Morpha ယူကရိန်းတပ်ဖွဲ့တွေကိုဝိုင်းထားနိုင်ပြီလို့ပူတင်ကိုလိန်ညာပြောဆိုနေတာ။လက်ပူးလက်ချက်မိခဲ့ပါတယ်။ဒီလိုလိန်လေးလေးဖျားမှုကစစ်တပ်ဟာနိုင်ငံရေးရာအပြစ်ပေးခံရမှုကိုရှောင်ရှားဖို့အတွက်သူတို့ရဲ့စီးအပြက်ကွက်မှုကိုဖုံးကွယ်နေတယ်ဆိုတာသက်သေပြနေပါတယ်။ ဒီလိုချင်းနေတည်းရဲ့စကအရေးချင်းရှိတဲ့စီးဥစည်းချုပ်တွေမရှိတာကနေစတာပါအမှန်တရားကတော့ရုရှားမှာအဲ့ဒီလိုစီးဥစည်းချုပ်တွေမရှိတော့သလောက်ဖြစ်နေပါပြီဒီစကားကိုကျွန်တော်ပြောတာမဟုတ်ပါဘူးစီးဥစည်းချုပ်ချင်းတွေဘလောက်ဆိုးရွားနေလဲပြောနေကြတဲ့ရုရှားလူတွေစီကလာတာပါသူတို့ပြောစကားအရစစ်တပ်ထဲမှာစည်းကမ်းမရှိဘူးဆိုတဲ့အကြောင်းနေစေသားများကြီးစုဆောင်းနေပြီမြေတရားစီစစ်တောင်မျိုးမလောက်ကြတဲ့ပြင်အကျဉ်းတောင်တွေကလည်းလူအများကြီးကိုခေါ်ယူနေတယ်လို့သိရပါတယ် ။ဒါပြင်စစ်တပ်ထဲကနေထွက်ပြေးကြတဲ့တပ်သားတွေကိုမယမကပြန်လည်ဖမ်းဆီးပြီးခြေကျိုးလက်ကျိုးပြောင်းနှိပ်စက်ကြတဲ့ကြောင့်လည်းကိုလူချင်းချင်းမြောက်ခမ်းတဲ့ထက်ကငွေညှိကြတဲ့ဖြစ်ပျက်တွေလည်းရှိနေပါတယ်။စူးသွုံးကတော့စစ်သားတွေမှာအသေးအောင်တော့ဝါဒါမှမဟုတ် HIV ရှိရင်တော့မှစစ်တပ်ကနေထုတ်မပြစ်ပဲဇက်တိုက်ခိုင်းနေတာပါ။ဗိုလ်ချုပ်လီယိုနီတာထောက်ပြနေရတာကလည်းဒီအချက်တွေပါပဲ။ရုရှားစစ်သားတွေကိုရေးချင်းမရှိတဲ့ကိုယ့်ရဲ့ဇေယျစည်းချုပ်တွေကမတရားပြုမှုနေကြပြီး Kremlin နန်းတော်ကရုရှားလူချမ်းသာအထက်တန်းလွှာတွေကဒီကျူးကျော်မှုဘယ်လိုလုပ်ရမလဲမိန်ပေးနေတာပါ။ ဒီကိစ္စဘာလို့ရေးကြည့်ရတာလဲနားလေဖို့ဒီဘိုလ်ချုပ်ဘယ်သူလဲကြည့်ရအောင်ပါ तू ကရုရှားနိုင်ငံအတွင်းမှာအရန်လေးစားခံနေပုံကိုတူပါဇိုဗီယက်နိုင်ငံကာကွယ်ဝင်ကြီးဌာနရဲ့အကြီးတန်းကြံပေးဖြစ်နေတာဝန်ထမ်းဆောင်ခဲ့ပြီးဇိုဗီယက်ပြိုလဲခံနေမှာထွေထွေရေးရာဝင်ကြီးချုပ်လည်းဖြစ်ခဲ့ပါတယ်ပြိုလဲပြီးတဲ့နောက်မှာတော့မှရုရှားနိုင်ငံကိုပြန်လည်တိစောက်ရမှာအရေးပါတဲ့ခန့်ကန့်တာကနေပါဝင်ခဲ့သူပါ သူဟာ1990ပြည့်လွန်နေ့ဒီမှာရုရှားကာကွယ်ဝင်ကြီးဌာနနဲ့ပတ်သက်ပြီးတော့ဩဇာရှိဆုံးပုဂ္ဂိုလ်တွေကတအုပ်ဖြစ်ခဲ့ပါတယ်။1996ခုနှစ်နောက်တစ်ခုနှစ်ထိနိုင်ငံတကာစီးရေးဆိုင်ရာအဓိကညွှန်ကြားမှုရုံးရဲ့အကြီးအကဲလေးဖြစ်ခဲ့ပါတယ်။အခြေခံအဖြစ်တော့ဒါဟာရုရှားစစ်တပ်နဲ့နိုင်ငံခြားစစ်တပ်တွေနဲ့ပတ်သက်တဲ့ဘယ်ကိစ္စမှဆိုတာဝန်ယူရတဲ့ဌာနပါ။သူတို့ဌာနတွေရဲ့နာမည်တွေကဒူးစမ်းပေမဲ့ဒါဟာအရင်ကြီးတဲ့ယာတို့တခုဖြစ်ခဲ့တာမှန်ပါပဲ။ဒီအတွေ့အကြုံကြောင့်ပဲရုရှားဟာဒီကျူကျော်စီကိုစားတော့ကဘာရီမားနေတာလဲဒူးကြတဲ့ထိုးထွင်းသိမြင်မှုတွေရရှိခဲ့ပါတယ် တကယ်တော့ပူတင်ရဲ့အထူးစစ်စီမဆတင်ပြီးတက်လာလို့ဖြစ်တဲ့2022ခုနှစ်ဇန်နဝါရီလမှာဗိုလ်ချုပ်လီယိုနီတာဟာဒီကြီးကျော်မှုဟာဘာကြောင့်မှားယွင်းမှုဖြစ်နေတာလဲလူသိရှင်ကြားကြိုတင်ဟောကင်းထုတ်ခဲ့ပါတယ်2022မှာသူကယူကရိန်းနဲ့စစ်ပွဲရှိကြလာရင်ရုရှားစစ်ပွဲကိုအားနည်းစီပြီးလက်ရှိကြုံတွေ့နေရတဲ့လူ့ရဲ့အခြေအတဲကိုပိုဆိုးစေပဲလို့ပြောခဲ့ပါတယ်နိုင်ငံတကာမှာဆိုရင်ဒီစစ်ပွဲကြောင့်ရုရှားဟာမိတ်ဆွေတွေဆုံးရှုံးပြီးတော့နေတိုးနဲ့စစ်ပွဲအပြည့်အဝဖြစ်ပွားနိုင်တယ်လို့လည်းပြောခဲ့ပါတယ်အဲ့တော့ဒီအားလုံးဒီပါသူမှန်နေတာကိုကြည့်ပါဦးပူတင်ရဲ့သုံးရက်တာအထူးစစ်စင်ရာသုံးရက်ထက်အများကြီးပိုကြတဲ့အခြေအနေတွေကိုဖြစ်လာတာ ျွန်တော်သိပြီးသားပါရုရှားရဲ့လူဦးရေအကျပ်တဲကလည်းရုရှားနိုင်ငံတော်အတွက်အန္တရာယ်ရှိဆုံးအရာဖြစ်လာပါတယ်တကယ်တော့ရုရှားရဲ့မွေးဖောက်မှုနှုန်းနေရာနဲ့နေရာတွင်အနေဆုံးဆင်ကိုရောက်ရှိသွားခဲ့ပါတယ်ဒါဟုတ်ပူတင်နဲ့ခရမလင်နန်းတော်မွေးဖောက်မှုတို့တိုးတောင်းမူဝါဒတွေချမှတ်နေပြီဒီလိုဖြစ်နေတာပါပူတင်လုပ်တဲ့တရားကိစ္စတွေလိုပဲအစီအစဉ်တိုင်းမဖြစ်လာဘူးလို့ကျွန်တော်ထင်ပါတယ်နိုင်ငံတကာမှာတော့ဒီပိုချိုကြီးခံမှန်းခဲ့တာတွေအားလုံးမံခံနေခဲ့ပါတယ်ရုရှားအခုဆိုရင်မြက်ကိုရီးယားနဲ့အီရန်လိုနိုင်ငံတွေစီမှာမိတ်ဆွေရှာနေပါတယ်ရုရှားသမ္မတပူတင်ဟာကမ္ဘာနိုင်ငံတစ်ဝက်လောက်ကိုတော့မှခီးမသွားနိုင်တော့ပါဘူး ။ဒါကြောင့်မဲတောင်အာဖရိကမှာကျဲပါတယ်။ BRICS ထိပ်သီးအစည်းအဝေးကိုတော့သူကမတော်နိုင်ခဲ့တာပါ။ဒီကိစ္စစတင်ခဲ့တဲ့က G20 ထိပ်သီးအစည်းအဝေးကိုတခါမှတခါမှမတက်နိုင်ခဲ့ပါဘူး။ဒါမိတ်ဆွေတွေဆုံးရှုံးတာမဟုတ်ရင်ဘာလဲဆိုတော့ကျွန်တော်တို့မသိပါဘူး။ဗိုလ်ချုပ်ကြီးလီယိုနီတာဟာဒီယာအားလုံးကိုပူတင်ကျူးကျော်မှုမစခင်2022ခုနှစ်ဇန်နဝါရီလမှာဂျိုတင်ခံမှန်းခဲ့တာပါ။ဒါပြင်အဲ့ဒီတော့ကသူထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာပူတင်ကိုရာထူးကနေနှုတ်ထွက်ဖို့ဒါမှမဟုတ်ရုရှားပါလီမန်ကနေသူ့ကိုအတင်းကျပ်ဖယ်ရှားဖို့တောင်းဆိုခဲ့ပါတယ် ရုရှားနိုင်ငံထဲမှာဒီလိုစကားမျိုးပြောတဲ့တခြားသူတွေဘယ်လိုဖြစ်တယ်လဲခင်ဗျားတို့သိမှာသူတို့ကများသောအားဖြင့်တော့ခေါင်းဆောင်ချုပ်ကိုကိုယ်တိုင်တနက်ရှစ်ချက်ပြစ်တတ်တတ်ကြပါလိမ့်ဒါပေမဲ့လည်းဒီလူကရုရှားမှာလွတ်လွတ်လပ်လပ်ဆက်နေနေပြီပူတင်ရဲ့စစ်ပွဲကိုဆက်ပြီးတော့ဝေဖန်နေတုံးပါပဲဒါကတော့ပူတင်တော်သူ့ကိုမထီရဲလောက်ဒီလိုပုံကမျိုးဘလောက်ရေးကြီးတယ်ဆိုတော့ပြသနေတာပါမကြသေးခင်ကမှသူ့ရဲ့နောက်ဆုံးဖောက်ကွဲစေတတ်တဲ့စကားကိုထုတ်ပြောခဲ့ပြန်ပါလိမ့်သူကရုရှားစစ်အုပ်စီးချုပ်တွေရဲ့လက်ထက်မှာရုရှားစစ်သားတွေမတရားခံနေရတာကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။သူပြောတာကိုကိုးကားရမယ်ဆိုရင်ဒီလိုစစ်ပွဲမျိုးကိုဘယ်နိုင်ငံမှအနိုင်ရမှာမဟုတ်ပါဘူး။ ဒါပြင်ပူတီယာရုရှားကိုမဟာဗျူဟာကြတဲ့ရှုံးနိမ့်မှုစီတွန်းပို့ခဲ့တယ်လို့လည်းဆွဆဲခဲ့ပါတယ်။ပြီးတော့ပူတင်ရဲ့ကိုပိုင်စကားလုံးတွေကိုပြန်ပြီးကိုးကားခဲ့ပါတယ်။2024ခုနှစ်ဇွန်လမှာပူတင်ကိုယ်တိုင်ကစစ်မြေပြင်မှာရုရှားရဲ့မဟာဗျူဟာကြတဲ့ရှုံးနိမ့်မှုဟာနှစ်ပေါင်းတထောင်တမိုင်းရှိတဲ့ရုရှားအင်ပါယာရဲ့အဆုံးသတ်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။အဲ့ဒါကိုဗိုလ်ချုပ်လီယိုနီတာကအခုထောက်ပြပြီးပူတင်ဟာရုရှားကိုမဟာဗျူဟာကြတဲ့ရှုံးနိမ့်မှုစီမောင်းနေနေတာဖြစ်ပြီးအဲ့ဒါကရုရှားနိုင်ငံပြိုလဲဖို့ကိုဆိုလိုတာပဲလို့ပြောနေတာပါ။ဒီပေါ်မှာထပ်ပြီးတော့သူဟာပူတင်ရဲ့ပုံမှန်နျူကလ িয়ার ချင်းချောက်ပြောဆိုမှုတွေကိုတယောက်ခဲ့ပါတယ်။ ခရင်မလင်ကပိုဆိုက်ဒန်နဲ့အိုရီဂျင်လိုနောက်ဆုံးမဒုံးကြီးတွေကိုကြွားလုံးထုတ်နေပေမဲ့အမေရိကန်ရဲ့စိတ်ဖြင့်အဲ့ဒီဒုံးကြီးကအဲ့ဒီဒုံးကြီးတွေကရုရှားကိုကာကွယ်ပေးနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါ့အပြင်ဘူဒီရဲ့မကြသေးခင်ကရုရှားတပ်ဖွဲ့တွေက Pakrov မှာယူကရိန်းတပ်ဖွဲ့တွေကိုဝိုင်းရံထားပြီးဆိုတဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီးလည်းသူကပြောပါတယ်။ရုရှားကအဲ့ဒီမြို့ကိုတင်းယူနိုင်တယ်မှာဒါကအသေးစားနေပြရကြတဲ့အောင်မြင်မှုတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ မဟာဗျူဟာဆက်မှာတော့မှရေရှားကစိတ်ကူးနံတဲ့မြောက်ရှုံးနေမှုတန်ကိုခန်းစားနေရပါပြီဒီလိုဆိုရတဲ့ဇကားတွေပြောပြီးတာတော့မှအခုချိန်ထိဒီလိုရေရှားနိုင်ငံထဲမှာလွတ်လွတ်လပ်လပ်ရှင်သန်နေတုံးဆိုတာအံ့ဩကြပါဒါပေမဲ့သူတို့ပေါ်ပြောဆိုနေတာတွေကအမှန်တကယ်ပဲဖြစ်ပါတယ်ရှေ့တဲမှာရေရှားစစ်သားတွေကကိုကိုကိုတည်စီမဲ့အမိတ်ကိုမလိုက်နာလို့ပဲဖြစ်ဖြစ်စီယူစီကျောက်ကလှုပ်စီကျင်တာကိုမလို့လို့ပဲဖြစ်ဖြစ်မတရားခံနေရတဲ့ဗီဒီယိုသားရကတွေကိုကျွန်တော်တို့အကျဉ်းကြီးမရေမတွက်နိုင်အောင်မြင်တွေ့ခဲ့ရပါတယ်အခုဆိုရင်ဒီလိုဖြစ်ရတဲ့အတွက်ရှေ့တန်းကအရေးချင်းပဲရှိတဲ့စီယူစီချုပ်တွေနေတူခရစ်မလင်နန်းတော်မှာလည်းပြည့်ရှိပါတယ် အဲ့ဒါကခရစ်မလင်ကဒီစီဥစည်းချုပ်တွေကိုဘယ်လိုစီရင်မျိုးနဲ့မဆိုနေမင်းရအောင်လုပ်ဖို့ ပန်းနိုင်ပေးထားလို့ပါပဲဆိုလိုတာကဒီစီယူစီချုပ်တွေဟာဘယ်တော့ပဲအသေးပြောက်မင်းများဂယုမဆိုင်ပါဘူးသူတို့ကနေမင်းရဖို့ကိုပဲအာယုံစိုက်ချင်ကြပါတယ်အဲဒါကြောင့်သူတို့ကစစ်သားတပ်တွေကိုအစမပြတ်ပို့နေပါတယ်ရုရှားစစ်သားတွေကိုလှိုင်းလုံးပြီးရင်လှိုင်းလုံးလို့ယူကရိန်းရဲ့ပြစ်ခတ်မှုလမ်းကြောင်းတွေကိုပို့နေပါတယ်သူတို့ရဲ့မဟာဗျူဟာတစ်ခုလုံးကယူကရိန်းစစ်သားတွေရဲ့ကြီးမကုန်မချင်းစောင့်မျှော်ပြီးတော့တွေ့ကြုံရှိတဲ့တပ်ဖွဲ့တွေဝင်ရောက်ပြီးနေရာတွေကိုတန်းယူဖို့မျှော်လင့်နေတာပါပဲဒါကအလို့ဖြစ်နေတော့မှရုရှားဟာစိတ်ကူးမရင်နဲ့လောက်စစ်သားများပြားကိုဆုံးရှုံးနေရတာပါစစ်သားဆုံးရှုံးနေရတဲ့ပတ်သက်လို့ဖာကရော့ဖ်မြို့ ဝိုင်းရံမှုကြောင့်ပြောရအောင်ပါလွန်ခဲ့တဲ့နှစ်ပတ်လောက်ကရုရှားစစ်ဦးစီးချုပ် Valery Parasyevov ဟာရုတ်တရက်မှာပူတင်ကိုရုရှားတပ်ဖွဲ့တွေကမြို့ကိုဝိုင်းရံထားပြီးယူကရိန်းတပ်ဖွဲ့တွေကအတွင်းမှာရှိနေသေးတယ်လို့ပြောပါတယ်ဒီချိန်တုန်းကဒါမမှန်ခဲ့ဘူးဒီနေ့ထိလည်းမမှန်ပါဘူးဒါကြောင့်မေရုရှားစစ်ဘဲဘလော့ကအများပြားကအကြီးကျယ်ထောသောက်ထားပါတယ်သူတို့ဟာ Vladimir Putin ကိုယူကရိန်းစစ်ရေးတိုးတက်မှုကြောင့်ပေါ်ပေါ်တင်တင်လေးညောင်းမှုအတွက် Paraxivov ကိုဒေါသတကြီးနဲ့ရှုံချနေကြပါတယ်။ဒီဖြစ်ရကမှားရွေးတဲ့အစီရင်ခံမှုတွေရဲ့ပြဿနာကိုထင်ရှားစေတယ်လို့သူတို့ကမှတ်ချက်ပြုပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်အနေငယ်ကတတိထားမိတဲ့ဝေဖန်သုံးသပ်သူတို့ကရုရှားစစ်တဲ့ကာကွယ်ဗီဒီယိုနောက်ခံမှာမြင်ရတဲ့ရှေ့တန်းမြေပေါ်မှာရုရှားတို့ဒါမှမဟုတ်ယူကရိန်းရဲ့ပွင့်လင်းအရင်မြေလေလာသူတွေတီးခြားအခဲဖြတ်ထားတဲ့အနေထားတဲ့ကီလိုမီတာပေါင်းများစွာအနောက်ဘက်ကိုရောက်နေတဲ့ရုရှားရဲ့အနေထားတွေကိုပြသနေရတွေ့ရှိခဲ့ပါတယ်။အဲနောက်ပူတင်နဲ့ဂရာစီမော့ဖ်တို့ရဲ့စီဝေးဟာဒါဟာပြပွဲတသက်မဟုတ်ဘဲနဲ့စစ်တင်နာပတိချုပ်ကိုတိုက်ရိုက်တင်ပို့နေတာဖြစ်နိုင်တယ်ဆိုတာသက်သေပြခဲ့ပါတယ်။ဂရာစီမော့ဖ်ကပါခရော့ဖ်နဲ့ မီရန်နိုဟက်မြို့တွေကိုရုရှားတပ်ဖွဲ့တွေဟာယူကရိန်းတပ်ရင်32ရင်းနဲ့တူဝိုင်းရံထားတယ်လို့ပြောဆိုခဲ့ပါတယ်။ဇကာမဆက်တဲ့ရင်းမှာစစ်သား300ကနေ1000လောက်ရှိပါတယ်။ဒါကြောင့်သူဟာစစ်သား3000တထောင်အထိဝိုင်းရံထားတယ်လို့ပြောနေတာပါ။ယူကရိန်းစစ်သားတွေကိုရုရှားတွေဝိုင်းရံထားတယ်ဆိုတော့လုံးဝမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ရှေ့တန်းမှာတိုက်ပွဲတွေတကယ်ဖြစ်နေပုံကအဲ့ဒီလိုမဟုတ်ပါဘူး။ရှေ့တန်းကတိုးတက်မှုအခြေအနေအားလုံးကိုပူတင်ကိုတည်ပြီးပို့ရတဲ့ရုရှားလူကြီးကတိုက်ပွဲတွေဘလို့ဖြစ်နေလဲမသိဘူးဖြစ်နေတာပါ။ဒါပြင်ပူတင်ရဲ့စမတ်ဖုန်းကိုလုံးဝမသုံးဘူးဆိုတဲ့အကြောင်းအားလုံးသိပါတယ်။ ခရမလင်နန်းတော်ကထွက်ပြေးလာသူတွေကပါအတီးပြုတ်ထားပြီးခရမလင်ကိုယ်တိုင်ကလည်းဒါကိုတီးပြုတ်ထားပါတယ်ဟစ်ပိုလာမှာဘာဖြစ်နေလဲသူမြင်ထားတာမဟုတ်ဘာအနေမှာမယူချင်ဘူးလို့ထင်ပါတယ်ဒါကြောင့်သူရရှိတဲ့သတင်းချက်လက်အားလုံးဟာအခြေခံအားဖြင့်တော့ဘာစီမော့ဖ်နဲ့သူ့ရဲ့အတွင်းလူတွေစီကလာတာပါပဲဒါကြောင့်သူတို့ဟာရှေ့တန်းချင်းတွေကိုလိန်ကြပြီးလုံးဝမလိန်ကြနိုင်တော့တဲ့အထိလိန်လည်နေနိုင်တာပါဒါပေမဲ့ Brazil Force ရဲ့ပြောစကားတွေစီပြန်သွားရမယ်ဆိုရင် Russia ဖွေပန်သုံးသက်သူတွေကိုယ်တိုင်ကမြို့ကိုဝိုင်းရံထားတယ်ဆိုတဲ့အဆိုကိုစပြီးတော့ငြင်းဆန်လာခဲ့ပါတယ်။ စစ်ပွဲဘလော့ဂါတအူးကတော့မဂရာစီမော့ဖ်လိန်နေတယ်လို့ငါပြောတာကယူကရိန်းကိုဝိုင်းရံထားတာမဟုတ်ပေဂရာစီမော့ဖ်ကလိန်ပြောပြီးစစ်တပ်ကိုယုံကြည်ပြက်စီရလားဆိုပြီးတော့မင်းကိုထုတ်ခဲ့ပါတယ်ဒီဘလော့ဂါဒီလိုနောက်နေရတဲ့အကြောင်းရင်းကလေရုရှားကဝေဖန်မှုတွေကိုပိတ်ဆို့တဲ့အတွက်လက်နက်ကိုင်တပ်ဖွဲ့များကိုယုံကြည်ပြက်စီမှုဆိုတဲ့ဥပဒေကိုအသုံးပြုနေတာပါတရားရကရုရှားစစ်တပ်ကိုကောင်းကောင်းမွန်မွန်ဦးဆောင်မှုမရှိဘူးလို့ပြောရင်လေအဲ့ဒီလူကထောင်းကြပါတယ်ဘာလို့လဲဆိုတော့သူကလက်နက်ကိုင်တပ်ဖွဲ့တွေကိုယုံကြည်ပြက်စီလို့တဲ့ စိတ်ပီတဲ့စပတ်မျိုးလေးမှာတချင်းဆိုနေတော့အဲ့ဒီမင်းကလေးထောင်ကြတယ်။ဘာလို့လဲဆိုတော့သူကလက်နက်ခိုင်တပ်ဖွဲ့တွေကိုအယုံကြည်ပြက်စေလိုတယ်။ဒါပေမဲ့ခရမလင်ကလူတယောက်ကစစ်တပ်ကြောင့်လိမ်တဲ့အခါကျရင်စစ်တပ်ကိုအယုံကြည်ပြက်စေရမှာရောက်ဘူးတဲ့။ဒီလိုမျိုးပါပဲ။နေမကြီးစကောပုံတိုင်းငါးမိတ်ဆွေများအတွက်ရာရာတိုင်းငါရန်သူများအတွက်ဥပဒေဆိုရမျိုးပါ။ဒါပေမဲ့ဘရာစီမော့ဖ်တာတို့သူကညမှာကုံဆုံးတော့မလို့ပါ။ Telegram သတင်းတရရသူဟာမြို့ကိုမသိနိုင်ရင်သူ့ယာတူကိုဆုံးရှုံးရလိမ့်မယ်တဲ့။ပူတွေကသူ့ကိုနှွေပါလာလေပိုင်းနောက်ဆုံးထားပြီးတော့မြို့ကိုသိမ်းဖို့အမိန်ပေးထားပြီ။ဒီမိန်းကသူ့ရဲ့အာဏာကိုဆက်ထိန်းထားနိုင်မယ်နောက်ဆုံးခွေပါ ။ဒါကြောင့်ပဲဒီကဏ္ဍမှာအတက်ကိုပြည့်တယ်လို့တိုက်ခိုက်မှုတွေတိုးလာနေရကျွန်တော်တို့မြင်ရပါတယ်။စီဦးစီးဌာနကဘလူးစီမျိုးနဲ့မဆိုမင်းကိုလိုက်နာဖို့အတွက်ကိုကိုတည်စီမဲ့တိုက်ခိုက်မှုလိုင်းတွေဇာတ်တက်လုံးဆောင်နေပါတယ်။တကယ်တော့အဲ့ဒီရှေ့တန်းကနေထွက်လာတဲ့စစ်မြေမြေဗီဒီယိုဖိုင်တွေကနေဒါကိုကျွန်တော်တို့မြင်တွေ့နေပါတယ်။လွန်ခဲ့တဲ့ရက်နေ့ငယ်ကကျွန်တော်နဲ့ချာဖာတို့ဟာဗီဒီယိုဖိုင်တစ်ခုကိုခွဲချမ်းစိတ်ပြပါတယ်။အဲ့ဒါကမျိုးကိုသိမှုရုရှားဟာဘလောက်ထိလုံရဲလဲပြသနေပါတယ်။ရုရှားစစ်သားတွေကတံငွေလက်ပြပုံတွေကိုတည်ဆောင်လာတာကိုတွေ့ရပါတယ်။တံခွေလက်ပြပုံဆိုတာစစ်ပွဲမှာတရားမဝင်တဲ့ပြည်စည်းပါဒီလိုရာမျိုးကိုတုံးနေတာတော့ကန်ဆိုးပြီးတိုင်ဖက်နေတဲ့စစ်သားရုပ်တံဖြစ်ပါတယ် ကဲဗီဒီယိုလေးကတော့လောက်ပါပဲအဆုံးလေးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်